မင်္ဂလာပါခင်ဗျာ Revolu Burma News Channel ကနေပြီးတော့ February 10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်ထောက်ချမ်းမှာရှိတဲ့ရဲအကျက်အတက်တင်ကြောင်းလှော်ကားကို89မမဘုံပြစ်လောင်ချောင်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာရဲများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့ည9:00နာရီအခန့်အချိန်မှာထောက်ချမ်းရဲအကျက်အတက်တင်ကြောင်းလှော်ကားမှာရှိတဲ့ဝန်ထမ်းတန်းရားကို89မမဘုံပြစ်လောင်ချောင်းနဲ့ RUC စစ်ကြောင်းကရဲဘော်များကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာတင်တန်းကြောင်းဝင်းအတွင်းမှာရှိတဲ့ရဲဝန်ထမ်းများနေထိုင်လျက်ရှိတဲ့တန်းရားတွေကိုကြက်ရောက် ောက်ကွဲခဲ့ပြီးတော့ရဲများထိခိုက်မှုရှိခဲ့တယ်လို့သိရပါဗျ။ထောက်ကြမျိုးနယ်ကရဲအကြက်အတက်တင်ကျောင်းရဲ့ဝန်ထမ်းတန်းရားကို89မမဘုံပစ်လောင်ချာနဲ့ IUC စစ်ကြောင်းကပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အတက်တင်ကြောင်းရဲ့ရဲဝန်တန်းတွေနေတဲ့တန်းရားကိုထိမှန်ခဲ့လို့ရဲတွေထိခိုက်မှုရှိပါတယ်အရေးအတွက်ကတော့အတိအပြုနေတုန်းပါပဲလို့ Rangoon Urban Column RUC စစ်ကြောင်းကတာဝန်ခံကိုရဲကောင်ကပြောပြထားပါတယ် RUC စစ်ကြောင်းရဲ့ရဲဘော်များအနေနဲ့မြို့ပြအတွင်းမှာခက်ခဲစွာရှင်သန်ပြီးတော့ထိရောက်စွာဆက်လက်တိုက်ခိုက်နိုင်ရန်နဲ့ဝေချင်းများရိတ်ခါများစစ်အုံစည်းရိတ်များစတဲ့လိုအပ်ချက်များကိုဖြည့်တင်းနိုင်ရန်အတွက်တော်လန်ပြည်သူများအနေနဲ့လည်းပါဝင်အားဖြင့်ကူညီပေးကြပါရန်မြစ်တာရက်ခံထားတယ်လို့ကိုရဲကောင်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြပ်ဆက်ကောင်စီကစစ်မှုထမ်းအမှတ်စဉ်၁ကနေအမှတ်စဉ်၉အထိဖွင့်လှစ်ပြီးတော့မြန်မာနိုင်ငံကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးကအတိအရမစစ်မှုထမ်းခိုင်းနေတော်လဲအကြပ်ဆက်ကောင်ဆောင်မင်းအောင်လှိုင်နဲ့စစ်ဘုံချုပ်များရဲ့တာသမီမြင်းမြင့်များကတော့အခုချိန်ထိမပါဝင်သေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနိုင်ငံလုံးမှာစစ်မှုထမ်းဥပဒေကြောင့်လူငယ်အများအပြားပေါ်တာဆွဲဖမ်းဆီးခံနေရပြီးတော့အရမစစ်မှုထမ်းခိုင်းတဲ့အပြင်ပြပထွက်ခွာခွင့်များကိုပါပိတ်လိုက်တဲ့အတွက်လူငယ်များစွာဟာဒုက္ခများစွာနဲ့ကြုံတွေ့နေရပါတယ် စစ်ကောင်စီက2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကစတင်ပြီးတော့ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီး2024ခုနှစ်မေလကစတင်ကစစ်မှုထမ်းအပတ်စဉ်1ကိုဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်ဇန်နဝါရီလ23ရက်နေ့မှာပြည်သူ့စစ်မှုထမ်းနေဥပဒေကိုပြဋ္ဌာန်းလိုက်ပြီးတော့ဇန်နဝါရီလနောက်ပိုင်းမှာစစ်မှုထမ်းအပတ်စဉ်9ကိုဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကစတင်ပြီးတော့စစ်ဗိုလ်ချုပ်များစစ်ကောင်စီရဲ့အစိုးရအဖွဲ့ဝင်ဝင်ကြီးများဒုဝင်ကြီးများမှစစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်နေတဲ့တာသမီမြင်းမြင့်များရှိနေတော်လဲ ်လက်ရှိစစ်မှုထမ်းအပတ်စဉ်6အထိစစ်မှုထမ်းတဲ့ထဲမှာပါဝင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်စီဒီအမ်ဘိုးကြီးလင်းထအောင်ကတော့စစ်မှုထမ်းဥတီထဲမှာစစ်ဘိုလ်ချုပ်နဲ့စစ်တပ်အတိုင်းဝိုင်းရဲ့တာသမီမြင်းမြင့်များအခုချိန်ထိမပါဝင်သေးကြောင်းအခုလိုပဲပြောဆိုလာပါတယ်ထိပ်ပိုင်းဘူချုပ်တွေနဲ့ဝင်ကြီးတွေဆိုရင်တော့ဝင်းနေအောင်ပဲအခုကမြို့နယ်ရက်ကွက်ကြေးရွာအဆင့်တွေမှာတင်ရက်ကွက်လူကြီးရွာလူကြီးတွေရဲ့သားတွေတူတွေနဲ့ဆွေမျိုးမကင်းနေတောင်မှစစ်မှုထမ်းရမယ်စီးရင်ထဲမှာမပါသေးပါဘူး တကယ်တမ်းစစ်မှုထမ်းနေရတာက အခြေခံလူလန်းစားနဲ့စင်ရဲသားဝင်ခွေနေတဲ့မိသားစုတွေကလူငယ်တွေကအများစုပါနေရတာပါငွေရှိတဲ့သူတွေကငွေနဲ့ရွေးထုတ်တယ်အာဏာနဲ့လုတ်ပိုင်ခွင့်ရှိတဲ့သူတွေကသူတို့ရဲ့သားနဲ့ဆွေမျိုးအတိုင်းဝိုင်းတွေတူသားတွေမပါအောင်လို့အာဏာနဲ့လုတ်ပိုင်ခွင့်နဲ့တားဆီးကြတယ်ဒီဥပဒေကြောင့်တကယ်တမ်းခံနေရတာကတော့ပြည်သူလူထုတွေပါပဲလို့စီဒီအမ်ဘိုးကြီးလင်းထအောင်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ပြည်သူစစ်မှုထမ်းဤဥပဒေအရအမျိုးသမီးများဟာလည်းစစ်မှုထမ်းရန်အကျုံးဝင်နေပြီးတော့အမျိုးသမီးများကိုဆင့်ခေါ်ရန်အစီအစဉ်မရှိသေးတော့လဲချင်းချောက်မှုများရှိနေတယ်လို့စစ်ကောင်စီရဲ့ပြောခွင့်ရအကြမ်းဖက်ဇော်မဲလုံးကပြောဆိုလိုက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မနေ့ကစစ်ကောင်စီရဲ့ဝါဒဖြန့်တရင်စာနဲ့မီဒီယာများကနေတဆင်အကြမ်းဖက်ဇော်မဲလုံးကအခုလိုမျိုးထုတ်ဖော်ပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူစစ်မှုထမ်းဥပဒေမှာရောဤဥပဒေမှာရောအမျိုးသမီးတွေအသက်ဘလောက်အမျိုးသားတွေအသက်ဘလောက်ဆိုတာပြောခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုမူတည်ပြီးတော့အမျိုးသမီးတွေကိုချင်းချောက်နေတာမျိုးလည်းရှိကြောင်းကိုလည်းတွေ့နေရပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့အတိအလင်းပြောကြားချင်တာကတော့ပြည်သူ့စစ်မှုထမ်းဥပဒေရောနှီးဥပဒေမှာပါအမျိုးသမီးတွေကိုစစ်မှုထမ်းဖို့အတွက်အကျုံးဝင်တော့လဲအမျိုးသမီးပြည်သူ့စစ်မှုထမ်းတွေကိုဆင့်ခေါ်ရန်အစီအစဉ်မရှိသေးကြောင်းကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်လို့အကြမ်းဖက်ဇော်မဲလုံးကရှင်းလင်းပြောဆိုထားပါတယ်။အကြမ်းဖက်ဇော်မဲလုံးကအမျိုးသမီးများကိုစစ်မှုထမ်းရန်ချင်းချောက်နေသူများဟာမိသူမိဘဖြစ်တာကို ထုတ်ဖော်ပြောဆိုခြင်းမပြုတော့လဲမြေပြင်မြို့နယ်နဲ့ရက်ကွက်များမှာစစ်မှုထမ်းရန်အကျုံးဝင်နေတဲ့အမျိုးသမီးများဆိုင်ရင်များကိုကောက်ယူခြင်းအမျိုးသမီးများမကြမီစစ်မှုထမ်းခံရန်ရှိနေကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုနေသူများဟာစစ်တပ်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့တည်သူစစ်များဖြစ်ကြောင်း ပြည်သူများကထုတ်ဖော်ပြောဆိုထားပါတယ်ဇန်နဝါရီလနှောင်းပိုင်းမှာ ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်နောင်ကားအုပ်စုလွယ်စင်းရွာနယ်တဲခဲချေးရွာမှာစစ်မှုထမ်းရန်ဆိုပြီးတော့အသက်16နှစ်ကနေအသက်28နှစ်အတွင်းမှာရှိတဲ့အမျိုးသမီးများစည်ရင်းကိုစစ်တပ်လက်အောက်ခံပြည်သူစစ်များနဲ့ချေးရွာအုပ်ချုပ်ရေးအဖွဲ့များကကောက်ယူခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီစည်ရင်းတွေထဲမှာပြည်ပကိုရောက်ရှိပြီးတော့အလုံးလောက်ကိုင်းနေတဲ့စစ်မှုထမ်းရန်အကြုံးဝင်နေတဲ့အမျိုးသမီးများစည်ရင်းများကိုပါထဲသွင်းကောက်ခံခဲ့တယ်လို့ဒေသခံပြည်သူတို့ကပြန်လည်တိုင်ကြားထားပါတယ် အမျိုးသမီးဆိုင်ရင်လာကောက်တုံးကပြည်သူစစ်တွေနဲ့ရွာလူကြီးတွေလာကောက်ကြတာမြို့နယ်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ကညွှန်ကြားချက်အရလာကောက်တာလို့ပြောပါတယ်လို့ တောင်ကြီးမြို့နယ်နောင်ကကြီးပါအုပ်စုမှာနေထိုင်တဲ့အသက်54နှစ်အရွယ်ပို့တိုင်းရင်သူမိခင်တဦးကပြန်လည်ပြောပြထားပါရယ်အလားတူပဲဇန်နဝါရီလ26ရက်နေ့ည7:00နာရီကမှဒဂုံမြို့တဲ့စိတ်ကမ်းမြို့နယ်60ရက်ကွာမှာအုပ်ချုပ်ရေးမှုအောင်စိုးမှုရဲ့မရဖြစ်သူကရင်မနဲ့တီဘောဆိုသူကလူငယ်များရဲ့နေအိမ်များကိုစစ်မှုထမ်းအကြောင်းကြားစာများလိုက်လံပေးပို့ခဲ့ပြီးတော့အမျိုးသမီးစစ်မှုထမ်းစီရင်များပါလက်ရောက်ကောက်ယူသွားခဲ့တယ်လို့သိရပါရယ် ်အလားတူပဲဇန်နဝါရီလ23ရက်နေ့မှာပြည်သူ့စစ်မှုထမ်းနေဥပဒေကိုထုတ်ပြန်ကြေညာပြီးတဲ့နောက်ရန်ကုန်တိုင်းကြောက်တရားမြို့နယ်အမှတ်3ရပ်ကွက်အုပ်ချုပ်ရေးမှူးဒေါ်ထေးက အမျိုးသမီးစစ်မှုထမ်းစည်ရဲများကိုလိုက်လံကောက်ခံခဲ့ပြီးတော့တက္ကသိုလ်ကျောင်းသူများရဲ့အမည်စည်ရဲများပါတောင်းယူသွားခဲ့တယ်လို့သိရပါတယ်။အမှတ်၃ရပ်ကွက်အုပ်ချုပ်ရေးမှူးဒေါ်သေးကရပ်ကွက်အတွင်းမှာအမျိုးသမီးစစ်မှုထမ်းများကိုစည်ရဲကောက်ခံမယ်ဆိုပြီးတော့ချိုးတင် အကြောင်းကြားထားခြင်းမရှိပဲတိုင်ထွက်တိုင်ဆင်းလိုက်လံကောက်ခံနေခြင်းဖြစ်ကြောင်းပြောဆိုထားပါတယ်။ဒါ့အပြင်အိမ်တော်စုစည်ရဲများကိုလည်းတောင်းယူကြည့်ရှုပြီးတော့အမည်စည်ရဲများကိုမှတ်တမ်းယူသွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် အကြမ်းဖက်ဇော်မဲလုံးကစစ်မှုထမ်းခေါ်ယူမှုများနဲ့ပတ်သက်ပြီးတော့တိုင်ကြားနိုင်တော်လဲမမမကန်သတင်းပေးဖို့ချင်းမမမကန်တိုင်ကြားခြင်းများကိုပြုလုပ်ပါကဖော်ထုတ်အရေးယူမှာဖြစ်တယ်လို့တရားဝင်ကြောင်းညာအသိပေးသွားကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ဂျပန်ရောက်မြန်မာဆယ်လီတအူးကဖြန့်ဖြူးရောက်ချနေတဲ့တိုကီအစီကျဈေးစကြာလုံးဟာ ဂျပန်နိုင်ငံမှာတရားမဝင်ဆေးဖြစ်ကြောင်းနဲ့ပုံဆွဲရန်မသိကြောင်းဖေဖော်ဝါရီလ6ရက်နေ့ရက်စွဲနဲ့ဂျပန်နိုင်ငံတိုချိုမြို့ကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီတကြားလုံးဟာကျမ်းမာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ရောင်းချတဲ့ဆေးဖြစ်ကြောင်းနဲ့စားသုံးပြီးတဲ့နောက်မှာဗိုက်နာချင်းအပြားတက်ချင်းများကိုခန်းစားရကြောင်းစုံစမ်းစစ်ဆေးရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီဆေးဟာအဝလွန်သူများနဲ့ကိုလင်းချိန်ရှော့ချလူသူများအထွတ်ရည်ရွယ်ပြီးတော့အသုံးပြုနေကြခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။အဲ့ဒီတကြားလုံးကိုအသုံးပြုနေပါက ချက်ချင်းရက်တိုက်ရန်နဲ့ကျမရေးပြဿနာများခံစားနေရတယ်လို့တန်တရားရှိပါကစေကူတာမှုခံယူရန်ထမှန်အသိပေးထားပြီးတော့ရောင်းချသူကိုလည်းစုံစမ်းနေကြောင်းကိုထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဲ့ဒီဈေးကိုဂျပန်ရောက်ဆယ်လီတအုပ်ဖြစ်သူက၎င်းဝယ်ယူတောက်300ကနေပြီးတော့အဆင်ပြေတယ်ဆိုပြီးညှိုးဆို့ပြီးတဲ့နောက်လူမှုကွန်ရက်ကနေတဆင့်ရောင်းချနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဈေးထဲမှာ Success Quadragularix Express, Kiwi Express, Stevia, Chitosan, Alkanitin, Hibiscus, Rosal Lotus Leaf, Gavel Leaf တွေပါဝင်နေတယ်လို့လည်းဖော်ပြထားပါတယ်။အဲ့ဒီဈေးကိုမြန်မာ၊ဂျပန်၊ထိုင်း၊စင်ကာပူ၊လာအို၊အိုမန်၊ဒူဘိုင်းနိုင်ငံများအထူးကိုလက်ခွဲများဖြန့်ဖြူးရောင်းချလျက်ရှိတယ်လို့အဲ့ဒီ page မှာဖော်ပြထားပါတယ်။ဒါအပြင် VN နိုင်ငံမှာလည်း Diamond Agent အဖြစ်နဲ့စားကြုပ်ချုပ်ဆိုထားမှုများလည်းရှိကြောင်း၎င်းရဲ့လူမှုကွန်ရက်ပေါ်မှာဖော်ပြချက်အရာသိရပါတယ်။အဲ့ဒီဈေးကိုဝယ်ယူတောက်တုံးမှုသူ10ဦးခန့်ကိုမေးမြန်းကြည့်ရမှာ9ဦးခန့်ဟာဝမ်းချုပ်ခြင်းအပြားတက်ခြင်းအသက်ရှူမဝခြင်းနဲ့ အစာစားခြင်းစိတ်ကိုမရှိခြင်းများခံစားခဲ့ရတယ်လို့ပြောဆိုကြပြီးတော့ကျန်တဲ့တအူးကတော့ဝယ်ယူထားတော့လဲမကောင်းတဲ့သတင်းတွေထွက်နေတဲ့အတွက်မတော့တုံးပြစ်ခဲ့ဘူးလို့ပြောဆိုထားပါတယ်။စေးတောက်ပြီးတဲ့နောက်မှာ၎င်းရဲ့ခံစားရပုံကိုဂျပန်ရောက်မြန်မာလူမျိုးတအူးကစဆတောက်တုံးကတော့ဘာမှမဖြစ်ပေမဲ့ဒုတိယရက်မှာစပြီးတော့ဖျားပါတယ်။ပါဇက်တွေလဲ၆တယ်၊နှခမ်းတွေလဲ၆တွေ့ကုန်ပါတယ်။အစားလဲစားလို့မဝင်တော့ပါဘူး။အစာစားခြင်းစိတ်ကိုလုံးဝမရှိတာပါ။ လူကလည်းမလန်းစားတော့ပါဘူးအဲ့ဒီစေးတောက်ချလိုက်မှလူကလန်းတယ်လို့လို့ဖြစ်ပါတယ်ဒါပေမဲ့နေ့လယ်ပိုင်းရောက်လာပြီဆိုရင်အဖျားကစတက်ပြီးတော့အသက်ရှူမဝတယ်လို့ဖြစ်ပါတယ်စကားတော်မှာပြောချင်စိတ်မရှိပါဘူးရှင်လို့ပြောဆိုထားပါတယ်၎င်းကဘာယောဂအခမ်းအမမရှိတော့လေတိုကီအစီကြစေတောက်ပြီးတဲ့နောက်မှာတိတိတသာကျမရေးထိခိုက်မှုများရှိခဲ့ပြီးတော့စေးတောက်ပြီး9ရက်မြောက်နေ့မှာမျက်ကွင်းတွေပါညိုလာခဲ့တယ်လို့ပြောဆိုထားပါတယ်ဒါပြင်အခြားဂျပန်ရောက်မြန်မာတို့ကလည်း လူကမောပြီးတော့ကြက်လာတာရေလဲအရမ်းစားတယ်နှခမ်းနေလဲခြောက်တယ်အစကကိုကိုကိုစေးတောက်လို့ဖြစ်မှန်းတော့မသိဘူးညဘက်တွေရောက်လာပြီဆိုရင်လဲအဲ့လိုမပြောဘူးစေးတောက်တာရက်လိုက်ရင်တော့တက်တာပြီးတော့အဲ့ဒီစေးကိုပြန်တောက်တာနဲ့အဲ့ဒီလိုတွေပြန်ဖြစ်တော့တာပဲစေးကမှအိတ်စေးတွေပါတောင်းပြီးတော့တောက်ရတဲ့အထိပါပဲလို့၎င်းကယင်ဖွင့်ပြောပြထားပါဗါတယ်အဲ့ဒီစေးကို နှစ်ထုပ်ကိုရမ်း9000မြန်မာကျပ်ငွေနှစ်သိန်းခန့်နဲ့ဝယ်ယူခဲ့ရပြီးတော့ဆေးလေးလုံးခန့်တောက်ပြီးစမတောက်ဖဲနဲ့ရက်ပစ်လိုက်ရတယ်လို့၎င်းကဆက်လက်ပြောပြထားပါတယ်ကျွန်တော်တို့ကသူ့ကိုဥတီပြီးတော့တိုင်တန်းတာမျိုးမဟုတ်ပါဘူး ဒီဆေးကဘလို့ဆေးဖြစ်တယ်ဒီဆေးကအန်ဒီယရှိတာဆိုတာမျိုးကိုတော့ရဲကိုအတိပေးတိုင်ကြားထားပါတယ်ဒီလိုဆေးမျိုးတွေကိုလည်းမြန်မာကလူတွေရောဂျပန်ရောက်မြန်မာတွေကိုရောဘယ်သူကမှမတောက်စေချင်ပါဘူးအန်ဒီယမဖြစ်စေချင်ဘူးလို့ဇန်နဝါရီလ28ရက်နေ့ကသက်ဆိုင်ရာတာဝန်ရှိသူများထံတိုင်ကြားမှုများကိုပြုလုပ်ခဲ့တဲ့ဂျပန်ရောက်မြန်မာတို့ကပြောပြထားပါတယ်အဲ့ဒီဆေးဟာဂျပန်နည်းပညာနဲ့ထုတ်လုပ်တဲ့ဗီယက်နမ်နိုင်ငံထုတ်အစီအကျဆေးဖြစ်တယ်လို့လည်းရောင်းချနေသူတွေကလူမှုကွန်ရက်တွေမှာပြောပြထားပါတယ် ဂျပန်နိုင်ငံတိုချိုကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတရားမဝင်ဖြန့်ဖြူးရောင်းချခြင်းဟာစေဝါနဲ့စေပစ္စည်းများထိန်းချုပ်မှုဥပဒေကိုချိုးဖောက်ခြင်းဖြစ်တယ်လို့အတည်ပြုဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာရွှေပြောင်းအလုံသမားများအခွန်ဆောင်ပြီးမှသာနိုင်ငံသားဆိုင်ရာလုပ်ငန်းစဉ်များကိုလှုပ်ဆောင်ပေးမယ်လို့အကြမ်းမတ်ဆက်တက်လက်အောက်ခံမြန်မာတန်ယုံကဖေဖော်ဝါရီလ9ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခွန်ထမ်းဆောင်ပြီးကြောင်းလက်မှတ်များတင်ပြခြင်းနဲ့ ထိုင်းရောက်မြန်မာရွှေပြောင်းအလုံသမားများအတော့နိုင်ငံသားဆိုင်ရာလုပ်ငန်းစဉ်များကိုလှုပ်ဆောင်ပေးမယ်လို့အကြမ်းဖက်စစ်တပ်လက်အောက်ခံမြန်မာတန်ယုံကကြေညာခြင်းဟာမြန်မာအလုံသမားများအပေါ်စေတနာရှိလို့လှုပ်ဆောင်ပေးခြင်းမျိုးမဟုတ်ပဲအခွန်ငွေရလိုခြင်းနဲ့အချက်လက်များစုဆောင်းလိုခြင်းတို့ကြောင့်လှုပ်ဆောင်နေခြင်းဖြစ်ကြောင်းထိုင်းရောက်မြန်မာအလုံသမားအရေးကူညီပေးနေသူ AAC ကိုရဲမင်းကရှင်းပြထားပါတယ်စေတနာကောင်းတဲ့မှတ်ပုံတွေလှုပ်ပေးခြင်းလို့မဟုတ်ပါဘူးထိုင်းရောက်မြန်မာနိုင်ငံအလုံသမားတွေရဲ့အချက်လက်တွေကိုရအောင်တန်ယုံကိုဝင်လာတာနဲ့စာရွက်စာတမ်းနဲ့အခွန်မှာတပါးရအောင် သူ့ရဲ့ကြီးညာချက်ထဲမှာပါပြီးသားအခွန်ဆောင်ပြီးတဲ့သူတွေကိုပဲလုပ်ပေးမှာမဆောင်ရသေးလဲအတင်းဆောင်ခိုင်းမှာပဲမှတ်ပုံတင်လာလောက်တာနဲ့အဓိကကသူတို့ဘက်ကအခွန်ငွေရဖို့ပဲလို့ AAC ကိုရဲမင်းကရှင်းပြထားပါတယ်လက်ရှိထိုင်းနိုင်ငံမှာနေထိုင်ခွင့်တက်တန်းတိုးခြင်းဘက်အစ်စ်ရိုက်ချင်းများအတွက်မြန်မာမှတ်ပုံတင်အသုံးပြုစရာမလိုပဲထိုင်းအစိုးရဘက်ကလုပ်ငန်းစဉ်တွေသာလှုပ်ဆောင်နိုင်ကြောင်းမှတ်ပုံတင်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအလုပ်သမားပန်းရောင်ဘက် ထုတ်ပေးကြောင်း AAC ကိုရဲမင်းကပြောဆိုထားပါတယ်စစ်ကောင်စီရဲ့မြန်မာတန်ယုံရဲ့ထုတ်ပြန်ချက်မှာ ထိုင်းရောက်မြန်မာရွှေပြောင်းအလုံသမားမိဘများအနေနဲ့တာသမီများကိုအိမ်အောင်စုလူဦးရေဆိုင်ရင်နဲ့နိုင်ငံသားကိုရေးမှတ်တမ်းထည့်သွင်းခြင်းလှုပ်ဆောင်လိုပါကလိုအပ်ချက်များထဲမှာမိဘနှစ်ပါးစလုံးဟာအခွန်ထမ်းအထောက်အထားမူရေးမှတ်ပုံတင်တင်ပြပြီးတော့လှုပ်ဆောင်နိုင်ကြောင်းထုတ်ပြန်ထားပါတယ်။ ထိုင်းရောက်မြန်မာအလုံသမားများရဲ့တာသမီများအတွာအသက်၁၀နှစ်နဲ့၁၈နှစ်ပြည့်မှတ်ပုံတင်လျှောက်ထားရန်မိဘကာယကံရှင်ရဲ့အခွန်ထမ်းဆောင်ပြီးကြောင်းပြည်စာမိတူနဲ့ထောက်ခံချက်များပါလိုအပ်ချက်ဖြစ်နေအကြမ်းမဲ့ဆက်တက်လက်အောက်ခံမြန်မာတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်၁၀နှစ်ပြည့်ကနေ၁၈နှစ်ပြည့်ကိုနိုင်ငံသားစီစဉ်ရေးကပ်ပြားလဲလှယ်ရမှာ၎င်းမှတ်ပုံတင်ပြောက်ဆုံးပြည့်စည်ဟောင်းနှမ်းမှုများအတွက်မှတ်ပုံတင်ထုတ်ပေးခြင်းများလှုံ့ဆော်ပေးရမှာ၎င်းမိဘကာယကံရှင်ရဲ့အခွန်ထမ်းဆောင်ပြီးကြောင်း ပြည်သာမိတ်တူနဲ့မြန်မာတန်ယုံရဲ့ထောက်ခံချက်ကိုပါလိုအပ်ချက်များအဖြစ်နဲ့အကြမ်းဖက်ဆက်တက်လက်အောက်ခံမြန်မာတန်ယုံကကြီးညာထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးနန်းတွင်းရဲ့ကျုံအနောက်ဘက်ခြမ်းကစီရှိတရားဖွင့်ပွဲကိုဒီကနေ့ဖေဖော်ဝါရီလ10ရက်နေ့မနက်ပိုင်းမှာပြုလုပ်မှာဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုတိုင်တက်ရောက်ဖွင့်လှစ်ပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မကြသေးမီကမှပြန်လည်တိဆောက်ပြီးစီးခဲ့တယ်ကျုံအနောက်ဘက်ချမ်းကစီရှိတရားကိုစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုတိုင်တက်ရောက်ဖွင့်လှစ်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်ကျုံအနောက်ဘက်ချမ်းမှာစီရှိတရားနဲ့အာလဝီတရားတို့ရှိပြီးတော့ဒုတိယကမ္ဘာစစ်အတွင်းမှာစစ်တပ်ကြောင့်ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်တရားနှစ်ဆင်းတဲ့ကမှာအာလဝီတရားကိုပြန်လည်တိဆောက်ပြီးစီးခဲ့ပြီမြေစီရှိတရားကိုအခုမှပြန်လည်တိဆောက်ထားတာဖြစ်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာတိဆောက်ရေးလုပ်ငန်းခွင်ကိုစစ်ကောင်စီခေါင်းဆောင်လာရောက်ပြီးတော့စစ်ဆေးခဲ့တာရှိပါတယ် မန္တလေးနန်းတွင်းဟာမန္တလေးတိုင်းနဲ့မကွေးတိုင်းတောင်ပိုင်းကိုစီရေးတောင်ဝင်ယူနေရတဲ့စစ်ကောင်စီရဲ့လေပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ထားတဲ့နေရာလဲဖြစ်ပါတယ်။လက်ရှိကျုံရဲ့အနောက်ဘက်ခြမ်းကဝင်ထွက်ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တပ်မိသားစုတွေဟာအာလဝီတရားကိုပဲအုံပြုနေရတာဖြစ်ပါတယ်။ချင်းမုံတရားခေါ်အာလဝီတရားဟာကုန်းမောင်ခဲနှောင်းပိုင်းဘရင်ဆွေမျိုးတွေမူးမတ်တွေနဲ့စစ်သေးနာပတိတွေဆုံးပါရင်ရုပ်အလောင်းထုတ်ရတရားဖြစ်တယ်လို့အမင်္ဂလာတရားအဖြစ်နဲ့တတ်မှတ်ခြင်းခံထားရပါတယ်။ အခုမှစီရှိတ်တရားကိုအကြမ်းဖက်စစ်ကောင်းဆောင်ကပြန်လည်ပြင်ဆင်တာကအာလဝီတရားကိုရရရအယအတုံးမပြုတ်စေလိုတာကြောင့်ဖြစ်တယ်လို့မန္တလေးမြို့ကတချို့ကယူဆနေကြပါတယ်။ဒီကနေ့မှပြုတ်လို့မယ်တရားဖွင့်ပွဲအတွက်ကျောင်းရဲ့အနောက်ဘက်ချမ်းမှာလုံခြုံရေးတွေတင်းကျပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ